တဲ့ဘေးပူပူနဲ့မိုးရွာနေတာအမလေးဘတ်တောမဆန်ငါခုနှစ်ဧပြီလ20ရက်နေ့အလင်းဒေတာမာနေထိုင်ကြတဲ့လူသားပြည်သူတွေကိုကြီးအဖွဲ့တွေအတွက်မိုးဘလို့ရွာနိုင်လဲဆိုတာကိုကျွန်တော်တို့နေ့စဉ်လေ့လာ အားလုံးပဲမြန်မာမျိုးရဲ့ EMK YouTube Channel ကိုကြိုဆိုလိုက်ပါရစေ။ဒီနေ့တစ်ဆက်ပြန်ပြန်ပြန်လေးရဒီ AP လ20 21ရက်နေ့ဒီ ဒီငလင်တရေနဲ့မိုးလေဝသတရေနဲ့ကိုမော်ဇလာဘလော့ကဥထေတရနဲ့ပြီးတော့ကြိုတင်ခံမှန်းချက်တွေကိုပြပြလိုက်ပြီးဖန်လေးဒီဖန်လေးကျွန်တော်မျိုးပြသက်တိဆက်ပြသက်ဖြစ်ပါရဲကျွန်တော်မျိုးလည်းဘူဒရရအနေနဲ့ကြိုတင်ကာကွယ်ပြင်ဆင်လို့ရအောင်ပြလဲဝင်မြတ်တိဆက်ပြလဲခြင်းဖြစ်တဲ့ဒါကြောင့်မို့ကျွန်တော်ပြဖန်လေးအဆုံးထက်တိလိုက်ပါကြည့်ရှုပေးဖို့ဖွဲ့ခွင့်ချင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ပြဖန်လေးဆက်လိုက်ရအောင်ပါတယ်ကျွန်တော်တို့ရဲ့ရွယ်ကြီးကတော့ဒေဆိုင်သူတွေနဲ့ကုမ္ပဏီတွေအားလုံးလုပ်ငန်းများ အစဉ်ပြေချောမုတ်စီရအတွက်ကျွန်တော်နဲ့ကိုသက်ထွေးနိုင်ကနေပြီးတော့အထူးလေ့လာပြီးတော့သတိပေးတင်ဆက်နေတာဖြစ်ပါတယ်ဒီကနေ့ဂျိုရုကရရှိတဲ့ပုံတွေကိုကျွန်တော်တို့စတင် လေ့လာမယ်ဆိုရင်ပစိဖိတ်ဒေသကဖြတ်လာတဲ့လေရှိကြောင်းကမြန်မာပြည်ကပလီပင်လယ်ကိုအနည်းငယ်စတင်ဝင်ရောက်သလိုပဲအိန္ဒိယသမုဒ္ဒရာကလာတဲ့လေရှိကြောင်းကကွေပြီးတော့ စင်ဘူးနဲ့မလေးရှားကြားကိုပြန်ဖြတ်တယ်။ကပလီပြည်နယ်ပြင်ရဲ့လေဆုံချက်ကာလတနည်းအားဖြင့်မြန်မာပြည်မိုးရာသီအကြိုမှာဖြစ်လာမယ်။မုံတိုင်းတို့ရဲ့တတိတရာဖြစ်ပါကျွန်တော်တို့နေအောင်ကြီးကြားရမှုဟာအပေါ်ကိုဆက်လာတယ်များဒီစုံကျဲလေးတွေဟာမြမပြီကမ်းရိုးတန်းကိုကိုကျုံးဘက်ကိုရောက်လာပြီးမုံတိုင်းဖြစ်လစ်ဖြစ်တာရှိပါတယ်ဒီနှစ်မှာတော့တလ ဝန်းကျင်တော့ကြိုပြီးတော့စောပြီးတော့ဖြစ်တည်တာတွေ့ရပါတယ်ကျွန်တော်တို့မုံတိုင်းဖြစ်လာရင်အသေးစိတ်ထပ်မံတင်ပြမှာဖြစ်ပါတယ်လောလောဆယ်တော့မရှိသေးပါဘူးကျွန်တော်ဒီကနေ့ဒေပလာ20ရက်နေ့မနေ့6နိုင်ရနေပြီးတော့အခုနေ့လယ်7နိုင်အတွင်းမှာမိုးရွာသွားတဲ့နေရာတွေကိုဂျိုလူကပေးပို့တဲ့ပုံတွေရဆိုရင်ကချင်ပြည်နယ်ညကြီးနားအထက်တစ်ခုလုံးမှာမိုးရေချိန် တသမ၄ရွာသွန်းသွားသလိုပဲရှမ်းပြည်နယ်မှာနမ်တူဘက်မှာမိုးနှင်းငယ်ရွာသလိုပဲအဲ့ဒီတိမ်ခွေကရွှေဘိုမန္တလေးစကိုင်းမုံရွာမြင်းကြံနေပြီးတော့ကြားတဲ့တစ်ခုလုံးကိုအပေါ်ပိုင်းကနေပြီးတော့မွေးကြာလာတာကိုတိုက်တာရရှိပါတယ်။တခြားနေရာတွေမှာတော့ကျွန်တော်မော်လမြိုင်ဘက်မှာမိုးကြာသလိုပဲဒဝယ်နဲ့ပိတ်ကြားမှာ မိုးတော်တော်များတာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်။နေ့လည်း7နိုင်ရနေတော့ညနေ6နိုင်ရောက်တဲ့အခါမှာကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းမှာမိုးများနေပြီးတော့မန္တလေးနဲ့ရှမ်းအရှေ့မြောက်မှာမိုးပွဲကျနေသလိုပဲမန္တလေးနဲ့နေပြီးတော့ကြားကတောင်တန်းပေါ်မှာလည်းမိုးကျနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။ဒါကတော့ရခိုင်ပြည်နယ်နဲ့ AOR တိုင်းကြားမှာမိုးပွဲကျတယ် လဘာတိန်းနာကိုဖြက်စီးမဲ့မှုဖြစ်ပါတယ်တောင်ဘက်ကိုသွားကြည့်မယ်ဆိုလို့ရှိရင်တော့မဲဆောက်နဲ့ဗမာပြည်ဂျာမွန်ပြည်နယ်တနင်္လာရီတိုင်းမှာမိုးရွာနေတာကိုကျွန်တော်တို့တွေ့ရပါတယ်ညနေ6နာရီကနေပြီးတော့ည7နာရီမှာဆိုလို့ရှိရင်တော့မြန်မာပြည်မြောက်ဖက်မှာပုံမူပြီးတော့မိုးများလာတာကိုတိုင်းတာရရှိတယ်လို့ပဲကျွန်တော်တို့ငလျင်ဒေသမှာတော့ မိုးအနှဲငယ်ကင်းစင်သွားတာတွေ့ရပါတယ်။သို့ပေမဲ့လည်းလေစီကြောင်းရှုပ်ထွေးမှုကြောင့်မလို့အားလုံးကတော့သတိထားဖို့လိုပါတယ်။ဒီနေရာမှာညနေ6နာရီနဲ့7နာရီတွင်းမှာဆိုလို့ရှိရင်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်သတင်းစာရိုက်တိုင်းဒေသစုံကျက်နေရာမှာပွက်ပြီးတော့မိုးများနိုင်ပါတယ်။ကျွန်တော်တို့တစ်ဆက်တည်းပဲ21ရက်နေ့မနေ့တနအာရနေပြီးတော့6နာရီတွင်းမှာလည်းငလျင်ဒေသဖြစ်တဲ့ မန္တလေးမုံရွာဒေသမှာမိုးအနှဲငယ်များနိုင်တာတွေ့ရပါတယ်ထို့အတူပဲကချင်ပြည်နယ်မြကြီးနားအထိတိမ်ွှေးရှိနေတာတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီတိမ်ွှေးကြီးကတော့မိုးရွာတာကိုအပြာတွေနဲ့ပြထားပါတယ်အောက်ပေါ်မှာဒီကိုကြည့်မယ်ဆိုလို့ရှင်တော့ဖြူကနေအောက်ပဲစစ်တောင်းမြန်မာတခုကရင်ပြည်နယ်မုံပြည်နယ်သရဏိုင်းတိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ် 21ရက်နေ့နာနဲ့6နိုင်ရနေတော့နေ့လယ်7နာရီအတွင်းမှာဆိုလို့ရှိရင်လည်းမန္တလေးမုံရွာနေတော့ဆလွေကုတ်အပေါ်တေတော်မြကြီးနာရှမ်းပြည်အရှေ့မြောက်တစ်ခုလုံးကိုမိုးအနှဲငယ်များနိုင်တဲ့အနေအထားကိုတွေ့ရှိရပါတယ်ထို့တူဖြူးမြုံနယ်ပေါင်းကျင်းမှလည်းကျွန်တော်တို့မိုးရနိုင်သလိုပဲမော်လမြိုင်မုံတမဘက်မှာမိုးအနှဲငယ်ထိထန်သလိုပဲကရင်ပြည်နယ်တရင်းတိုင်းတိုင်းမှာလည်းမိုးဆက်လက်ရွာတယ် 21ရက်နေ့နေ့လယ်7:00နာရီနေပြီးတော့ညနေ6:00နာရီရောက်တဲ့အချိန်ထိကိုပဲမန္တလေးကနေပြီးတော့အရှိမြောင်မေမြို့လိုနေရာနေစပြီးတော့ဆက်လွယ်ကိုမိုးဆက်လက်ရွာနိုင်ပါတယ်အဲ့ဒီမိုးကမြစ်ကြီးနားနဲ့သခိုင်းအထက်ဖက်ထိရွာနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ဒါကတော့ကျစ်တွေကြောက်ဖြူဘက်မှာလည်းမိုးအနှဲငယ်ကြာနိုင်လို့ပဲကရင်ပြည်နယ်မွန်ပြည်နယ်မှာလည်းမိုးအနှဲငယ်ကြာနိုင်တာတွေ့ရပါတယ် 21မိနစ်ညနေ6နာရီနေပြီးတော့ည7နာရီအတွင်းမှာဆိုလို့ရှိရင်တော့ငလင်ဒေတာမှာမိုးကျင်းစင်ပြီမဲ့မြန်မာပြည်အထက်ပိုင်းကချင်းပြည်နယ်အထက်ပိုင်းနဲ့သကားတိုင်းအထက်ပိုင်းမှာမိုးတင်းငယ်ရွာလိုပဲရခိုင်ပြည်နယ်မှာမိုးကျနိုင်ပါတယ်တို့တို့တင်းနိုင်တိုင်းမှာမိုးကျနိုင်ပါတယ်20မိနစ်မှာလည်းဆက်လက်ပြီးတော့မိုးရနိုင်တဲ့ဒေတာတွေကငလင်ဒေတာအတွက်ဆိုလို့ရှိရင်တော့ မန္တလေးနဲ့နေပြီးတော့ကြားမှာရှိတဲ့မြေပြန့်ဒေသကြီးမူရရှိနိုင်သလိုပဲကရင်ပြည်နယ်ပဲခူးတိုင်းမှာမွန်ပြည်နယ်မှာမူရရှိနိုင်ပြီးတော့အထက်မမပြည်မှာတော့စတင်ပြီးတော့မိုးရေချိန်တိပ္ပသမ၄လမအထိရွာနိုင်ပါတယ်အဲ့ဒီဒေသကတော့မေခမလိခဘဲကိုဆင်းမဲ့မိုးရေဖြစ်ပါတယ်ဒါမဲ့23ရက်နေ့မှာတော့မြောက်ပိုင်းဒေသတစ်ခုလုံးဟာ မိုးရေချင်းတိတသမ၈အထိတချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်မန္တလေးတိုင်းကနေပြီးတော့နေပြီးတော့နဲ့အနည်းဆုံးဒေသတွေမှာဆက်လက်ပြီးတော့မိုးရွာနိုင်သလိုပဲပဲခူးတိုင်းရန်ကုန်တိုင်းမော်လမြိုင်မှာမိုးဝက်နဲ့ကြာနိုင်ပါတယ်၂၄ရက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ငလင်ဒေသရဲ့မိုးရွာသုံးခုအစီအစဉ်ပြီးဆုံးပြီလို့ကျွန်တော်တို့ယာယီအားဖြင့်ခမန်းသုံးသပ်ပါတယ် ျွန်တော်တို့ခမန်းချက်တွေကိုငလင်ဒေသမှာနေထိုင်သူတွေနဲ့ကုမီယူတွေကိုဆက်လက်ပြီးတော့အတိပေးမျှဝေပေးကြပါဗီဒီယိုဖိုင်အားဖြင့်များတဲ့ဆိုလို့ရှင်လည်းကျွန်တော်တို့ Telegram ကနေပြီးတော့အတန်းဖိုင်ဖြင့်ထုတ်လွှင့်ပေးထားပါတယ်ပေးဆွေများကိုဆက်လက်ပြီးတော့မျှဝေပါတည်ကျင်တာများရှိလို့ရှင်လည်းညံ့နိုင်ပါတယ်ကျေးဇူးတင်ပါတယ်။ဒီပူပူနဲ့မိုးရွာနေတာမလေးမိုးရေမိုးရေလေးလေးတော့ကောက်ကတ်လိုက်သေးတယ်ပြည့်အောင်ပြန် muốn lên qua chơi cáo mày thì này ที่จะน้อยพี่แฟนที่เราแบบเอ๊ะ ဒီ profile လောက်ဒါ AB လ20ရဲ့နေ့အတွက်မိုးလေဝသတင်းနဲ့ငလင်းသတင်းတွေကိုဒီမိုးသလဘလော့ကဥထေတရနေပြီးတော့ဒီကြိုတိခမဲချက်တွေကိုပြပြတ်သွားတဲ့ profile လေးပေါ့နော်ဒီ profile လေးကျွန်တော်မြေမြောက်ကိုတိဆက်ပြသွားဖြစ်ပါတယ်ဒီခုလိုတိဆက်ပြတဲ့မိုးသလဘလော့ဥထေတို့လည်းကျေးဇူးများကြီးတင်ပါတယ်ကျွန်တော် channel နဲ့ဘူးသရရဲ့အကြောင်းနဲ့ဟာတာပြည်မြေတိဆက်ပြပြမိုးကျွန်တော် channel like ဆောင်မြင်တယ် like ဆောင်နဲ့ဗီနာ notification ဘန်ကက်ပြူတွန်းဆိုချင်ပါတယ်ကျွန်တော် channel အပိချစ်ရှူဒီရောက်ချင်းနိုင်ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ပြည်မြေပြင်ရအောင်